ကကျူနုံတနတ်တစ်ချက်မှမဖောက်ပဲပြန်ပိတ်ဆွဲမှုနဲ့စိတ်ပိုင်းဆိုင်ရာချိန်ချောက်မှုတွေကိုတုံးပြီးနိုင်ငံတကာနိုင်ငံရဲ့တမိုင်းမှာအကြီးမားဆုံးငွေသားပမာဏကိုလူရက်သွားခဲ့တဲ့ဒါသရတိုက်မှုကြီးတစ်ခုရှိခဲ့တယ်ဆိုတာသင်သိပါသလားသင်သိပါသလားပြီးခဲ့တဲ့အပိုင်းမှာတော့ Goodfellas ရုပ်ရှင်ရဲ့ Zelen Asset Lufthansa Heist အကြောင်းကို တင်ဆက်ခဲ့ပါတယ်ဒီနေ့တမိုင်းဝင်အကြီးကျယ်ဆုံးဒါပြတိုက်မှုများ Syria ရဲ့ပြန်စမအပိုင်းမှာတော့2006ခုနှစ်ကဗြိတိန်နိုင်ငံကိုတုံ့လုတ်စီခဲ့တဲ့ Securitas Depot Heist အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ဇာလန်ကတော့2006ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့ညနေပိုင်းမှာစတင်ခဲ့ပါတယ်။ Colin Dixon ဆိုတဲ့ Securitas ငွေသားတူလောင်ယုံရဲ့ manager ဟာကားမောင်းပြန်လာစဉ်မှာရဲကအတုတစီကသူ့ကိုလမ်းဘေးချရခိုင်းခဲ့ပါတယ်။ရဲဖြစ်ဟန်ဆောင်ထားတဲ့လူတယောက်ကသူ့ကိုကားထဲကဆွဲထုတ်ပြီးလက်ထိတ်ခတ်ကကားထဲကိုပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပါတယ်။တချိန်တည်းမှာပဲတခြားရဲအတုတွေက Dixon ရဲ့အိမ်ကိုသွားပြီး ူးရဲ့ဇနီးနဲ့ရှင်းနှစ်အရွယ်သားလေးကိုဓားစာကန်အဖြစ်ဖမ်းဆီးခဲ့ပါတယ်။သူတို့ကိုခမည်းတော်ပူပေါင်းဆောင်ရွက်ရင်ဘသူမှထိခိုက်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီကစင်နဲ့သူ့မိသားစုကိုကန့်အရတ်မှရှိတဲ့အထီးကျန်လေစကန်တစ်ခုစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာမျက်နှာဘုံဆွတ်ထားတဲ့ဓားပြခင်ကဒီကစင်ကိုသူတို့ရဲ့အစီအစဉ်ကိုရှင်းပြခဲ့ပါတယ်။အဲ့ဒါကတော့ဒီကစင်ကသူတို့ကို security test ကိုစားတိုးလောင်ယုံတဲ့ကိုလုံကြုံကြီးအဆင့်ဆင့်ကိုကြော်ဖြတ်ပြီးခေါ်သွားပေးဖို့ပါပဲ။ သူ့ရဲ့မိသားစုအသက်ကိုငယ်ညားတဲ့ဒစ်ဆင်မှာတော့သူတို့ခိုက်တဲ့အတိုင်းလွတ်ပေးဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။နော်ဒနစ်နနတ်အစောတင်ရနိုင်မှာတော့ဓားပြားတွေကဒစ်ဆင်ကိုတိုးလောင်ယုံတဲ့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒစ်ဆင်ကအတွင်းလူထိနေတဲ့အတွက်လုံယုံကြီးဂိတ်တွေကိုအလွဲတကူဖျက်ကျော်ပြီးအစောဦးတွေကိုဝင်ရောက်နိုင်ခဲ့ပါတယ်။သူတို့ဟာအထဲမှာရှိတဲ့ဝန်ထမ်း20လေးကိုအလစ်အငိုက်ဝင်ရောက်ဖမ်းဆီးပြီးကျိုးနဲ့တောက်ကတန်လောင်ဝင်ကြီးတွေထဲမှာထည့်ပိတ်ထားခဲ့ပါတယ်။ အခုဆိုရင်သူတို့က Bank of England အတွက်ငွေသားတွေကိုတိုးအောင်တင်းစေးပေးတဲ့ Britain ရဲ့အကြီးဆုံးငွေသားတီးပိုကြီးတဲကိုရောက်ရှိနေပါပြီ။သူတို့မျက်စီရှေ့မှာမြင်တွေ့လိုက်ရတာကတော့ Pound Sterling တန်းပြောင်းများစွာနဲ့ပြည်နေတဲ့ငွေလောင်အိမ်ကြီးတွေပါပဲ။ဒါပြကွင်ကသူတို့ယူလာတဲ့ Renault Truck ကားကြီးတွေကိုငွေထုတ်တွေကိုစကင်ပြီးအသေးအံထက်ရံကန်ပါတယ်။သူတို့တန်တိုင်းတလောက်တင်ခဲ့ကြပြီမဲ့ပိုက်ဆံတွေကအများများလွန်နေပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာ Pound Sterling 53တန်း အဲ့ဒီအချိန်မှာ American Dollar 62တန်းကျော်ကိုကားပေါ်တင်နိုင်ပြီးနောက်ထပ်ပေါင်တန်း150ကျော်ကိုတော့အချိန်မရှိကားပေါ်မှာနေရမရှိတော့တဲ့အတွက်ထားခဲ့ရပါတယ်။သူတို့ဟာဝန်ထမ်းတွေကိုတနာရီလောက်ကြာမှအလမ်းတီးဖို့မာကြခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ဒါဟာ Britain သမိုင်းထောက်ရှောင်တဲ့အကြီးအကျယ်ဆုံးငွေသားဓာပြတိုက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ရဲတွေကစုံစမ်းစစ်ဆေးမှုတွေကိုအကြီးမားပြုလုပ်ခဲ့ပြီး ဓားပြတွေအသုံးပြုခဲ့တဲ့ကားတွေသူတို့ထားခဲ့တဲ့ပိုက်ဆံလောင်းအိမ်အလတ်တွေနဲ့မျက်နှာပုံးတွေကိုပြန်လဲရှာဖွေတွေ့ရှိခဲ့ပါတယ်။အရိတတေကန privacy body ရဲ့ DNA တွေကြောင့်ဓားပြခွင့်ရဲ့အဓိကခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Mix Martial Arts MMA ကစားသမား Lee Lightning Maria Pawin အဖွဲအများကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ Lee Maria ကတော့ Britain ကနေထွက်ပြီးလွတ်မြောက်သွားပြီးသူ့ရဲ့ဇာတိ Morocco နိုင်ငံကိုသွားရောက်ဖုံးဆောင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ Morocco မှာပဲဖမ်းဆီးခံခဲ့ပြီး ထောင်ဒဏ်95နှစ်ချမှတ်ခံရပါတယ်။ခိုးယူသွားတဲ့ပေါင်93တန်းထက်ကပေါင်20တန်းလောက်ပဲပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးကျန်တဲ့ပေါင်တန်း30ကျော်ကတော့ယနေ့တိုင်ပျောက်ဆုံးနေပါသေးတယ်။နောက်တစ်ခေါက်သမိုင်းဝင်အကြီးကျယ်ဆုံးဓာပြတိုက်မှုများစီးရီးယားအပိုင်းချောင်မှာတော့ရွှေချောင်းတွေတည်လာတဲ့လုံခြုံရေးကားကြီးကိုဖောက်ထွင်းပြီးဗြိတိန်ရဲ့အကြီးကျယ်ဆုံးရွှေလူရက်မှုအဖြစ် သမိုင်းဝင်ခဲ့တဲ့ Brings Mac Robbery အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ညီ like and follow လုပ်ပြီးတမိတ်ဆွေတွေကို share လုပ်သွားပေးပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့